မဆိတ်တော့ကြိုက်တာတို့ချင်းအစကျွန်တော်ရိုက်မှာချင်းငယ်အနီမီကလာနဲ့ရိုက်ဖို့လုပ်ထားတာဒီကထက်ထက်ထက်အမေပေါ့နော်အဲ့ဒါကျွန်တော်တို့ချင်းရမယ်ဆိုတဲ့အချိန်မှာကျွန်တော်ဘာသွားပြီးကြံရလဲဆိုတော့ LGBT ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟိုလိုမျိုးဟာသားတွေပေါ့နော်ဟိလာဝါလာတွေရိုက်ခဲ့တာများတယ်ပေါ့လူကြီးကပုံစံမျိုးနဲ့ပဲကျွန်တော်ရိုက်ခဲ့ပြတဲ့အတွက်အဲ့ဒါကျွန်တော်သူဒီစူးနဲ့ဟိုစူးကိုထည့်ရထည့်ပြတဲ့အချိန်မှာကျွန်တော်လုံးလုံးနေကြဟာသားတွေမပေးတော့ဘူးကျွန်တော်တို့ဟာသားတော့ကမပေးမလို့ခင်ဗျာဒီကတော့ကတော့ဒရမသူအဲ့လိုဟာသားမလုပ်ဘဲနဲ့ချက်သွားတဲ့ဟာသားမျိုးကျွန်တော်ရအောင်လုပ်ထားပါတယ်ခင်ဗျာ ကောင်ကဇက်ဇက်သူကငွေရင်းဆိုင်ရှိပြီးသားပေါ့နော်သူကဒီစိရသားရဲ့ကောက်ကတာမီနေရောဘဝကိုဘယ်လောက်အမြင့်ထိပြန်နိုင်မလဲဆိုပြီးတော့သူကပြန်တန်းကြတယ်ဘာလို့ပြန်တန်းရင်းနဲ့မှဖြစ်တဲ့ဟာသားလေးပေါ့ဒီကောင်ကတော့ဒီကာရတာရပေါ့နော်ဘဝမိသွားတဲ့ကမ္ဘာလေးတက်ပေါ့နော်ဘဝမိသွားတဲ့ကမ္ဘာလေးတက်ဖြစ်တဲ့အတွက်ဒီရှေ့ရှေ့တော့သူကျန်တဲ့ဒီမပြားရင်ဒီသက်မပြားရင်သူဘဝမိသွားတော့အဲ့ဒါတော့ကျွန်တော်အိစပြားယူပြီးတော့ဆက်စင်တာပါအဓိကတော့ဇက်နဲ့တိုင်ပတ်တဲ့လူတွေပဲရွေးကြတာပါ အဓိကကကျွန်တော်တို့ဒီသူကပထမဆုံးဒီဒီသက်မှာဆိုလို့ရှိရင်အဲဆယ်တန်းကျောင်းသူဒါပေမဲ့ဘဝအမေကိုတနာရတဲ့အတွက်ဒီကြောက်တက်တယ်လို့ဟန်ဆောင်ပြီးတော့သူပန်းရောက်နေပေါ့နော်။နောက်ပန်းရောက်တော့မကြည့်တဲ့အခါကျမတူးတဲ့ခင်ဗျာသူကိုယ်ရောက်နေ။ကိုယ်ရောက်မှတခါအဲ့မှာသူအသက်ကြီးကြီးဘိုးကြီးနဲ့အဲ့တော့ကြပြီးတော့ဒီကချမ်းသာသွားတယ်ဗျ။အဲ့မှာဘဝပြေးသွားသူတို့ကိုင်တာချင်းပြောင်းအရန်မြားတယ်ပေါ့နော်။နောက်အခါကျတော့နော်ဒီ level တခုတက်သွားရင်တက်သွားရင်မှာသူရဲ့စိတ်သူရဲ့ idea ကအစားနောက်လေးလေးသိန်း flow ပေါ့နော်။အကုန်လုံးကျတော့လိုက်ပြီးတော့ချိန်ပေးရတယ်ခင်ဗျာ။ ဒုတိယကြည့်လိုက်ရင်တော့ဟောပါတယ်ဒါဟာသာကားပါပဲအဲ့မဲ့အဲ့လိုဟာသာဟာသာကားလေးမှာယူတတ်ရင်ရမယ်ဆိုတဲ့အခြေအနေပေါ့နော်အဲ့မှာအဲ့ကျွန်တော်တို့ဘဝတည်းရမှာဘဝဒီပြဿနာဉာဏ်ရမှာဘဝရှိရဲဘဝဒီမှာဒုက္ခတွေလည်းအများကြီးပဲအဲ့ဒုက္ခတွေအတွက်ဖြစ်စင်းနေတယ်မှာဖြစ်လာတဲ့ဟာသာပေါ့ဒုက္ခတွေကဟာသာပါ ခုခုလက်တလောကတော့ကျွန်တော်ဟာသအရိုက်နေတယ်အလောင်ကက်တွေပဲပေါ့နော်ငါးဆောက်ရပြည့်နေမဟာနဲ့ကျွန်တော်စီတီသုံးတွဲတိုက်ထားပါတယ်ခင်ဗျာအခုနောက်နောက်ဟိုရှစ်လိုက်မှလည်းမဟာနဲ့စီတီပြောင်းပေါ့ခင်ဗျာအဲ့ဒါလည်းအလောင်ပဲဟာသမဟုတ်ဘူးအဓိကသူတို့နှစ်ယောက်ဟိုတွဲပြီးရတိုင်းကမရှိဘူးပေါ့နော်အတွဲဆန်းနေတယ်တွဲဆန်းနေတာပြည့်တဲ့သူတို့နှစ်ယောက်ကိုဆွဲပြီးတော့ထည့်ရနောက်ပြီးရင်စူးဆိုလို့ရှိရင်လည်းကျွန်တော်တို့အချိန်မှာဟာသတွေပဲလုပ်ခဲ့တာတို့ကလာဟေးလာဝါလာကြီးတော့အဲ့လိုဆိုကြတော့သူကလည်းရိုက်ချင်တယ်သူတို့တော့ရပုံစုရဲ့ LGBT စာရုပ်ကိုမှလုံးဝဟာသမလုပ်ရတယ်ပေါ့နော်ဒီမေတ္တာတရားစစ်မှန်ပြတဲ့ကိစ္စမျိုးလုပ်ချင်နေကြတာဒါသူတို့ အဲသူ့ရဲ့ဇာတ်လောင်ပြောလို့ရအဓိကကိုသူ့ရဲ့အဲ့ဒီနေရာကိုဥက္ကံကောင်းဆိုတဲ့ကာရတာကိုကသူကဖက်ပြောင်းနေအဖိုးကြီးဆင်းရဲပြီးရက်ကွက်ထဲမှာအနေရက်ကွက်ထဲမှာနေရက်50နီးပါးလောက်ရှိရပေါ့ဆိုတဲ့ခါကျတော့အဲ့လိုလူကဒီ main stream ပေါ်မှာမင်းသားထဲမှာအဲ့လိုမရှိဘူးလေအချက်ကကျတော့တော့လောက်ယူမှာပဲရမှာလောက်ယူမှာရမှာဆိုတဲ့အချိန်မှာဒီဖြစ်နိုင်ဆုံးပေါ့နော်ဒီကာရတာကိုလှုပ်ပေးနိုင်မယ်ဆိုကျွန်တော်စဉ်းစားရတဲ့အချိန်မှာအခုတရတော့ပြေးပြေးနေပေါ့ပြေးပြေးတော့သူလည်းညှိရတော့လှုပ်ရဲလားခြာရဲလားသူလည်းတော့စဉ်းစားသွားရပေါ့ဒါမှမဟုတ် အော်သူတိုင်ဒါစိတ်ကောင်းဖြစ်မှာဟိုဒီကတာမျိုးကဟိုတိတ်ကြရဲအတာတက်စုနှစ်ခါသုံးခါမလာနိုင်ဘူးဘဝမှာဆက်ခါတော့သူရတဲ့ခွေကြီးကိုသူဖိန်ကိုကြည့်ရပါမှတ်တမ်းအနေနဲ့ကတော့ရာသီဥတုရမ်းပူလေဥရဲစီမှာဒီဆီလီကွန်ကခေါင်းမှာအုပ်ထားရတာဟိုသူကလေမတိုးတဲ့ခါကျတော့အမေကသူခေါင်းကိုအုပ်ခဲပြီးတော့ဘောနော်စိတ်လည်းမကြည့်ဘူးလည်းတူပါတယ်ဆိုတော့ပြီးတော့သူ့ကိုသူလည်းမှန်ကြည့်တိုင်းစိတ်ညစ်ဆိုတဲ့ခါကျတော့ အဲ့ဒီခုတော့သူကတော့ကျွန်တော်တို့နည်းနည်းကျွန်တော်တို့ပြန်ပြီးထိမ့်ပေးရတယ်ပေါ့နော်သူစိတ်စိတ်ဟိုဟာရက်စတောင်ပြန်လုပ်ပေးရတယ်ဖက်တော့သူတို့ရှင်းလဲသူကကတာချင်းကောင်ရမ်းများခါတော့တနေ့တည်းမှာဝစားသုံးလေးမျိုးအလိုမျိုးမိကက်တော့လုကစားချင်းကမျိုးလို့ရှိတော့အားလုံးကတော့ pressure တွေအများကြီးနဲ့လုခဲ့ရတဲ့ကားပါအဓိကကကျွန်တော်ဒီ message down ဆိုတဲ့ကတာသူတို့ရှင်းအစကျွန်တော်ရိုက်မှာချင်းငယ် anime class နဲ့ရပ်လို့ထားတာဒီကားထက်ထက်ထွန်းအမေပေါ့နော်ဒါပေမဲ့ရေကူးရက်ကနောက်ကိုသုံးသုံးသုံးရင်းကနေပြီးချင်းငယ်ရက်ကတော့လုံးဝညှိမရတော့ဘူး အဲ့တော့ကျွန်တော်တို့ချိန်ရမယ်ဆိုတဲ့အချိန်မှာကျွန်တော်ဘာသွားပြီးတန်ရလဲဆိုတော့ AGBD ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဲ့လိုမျိုးဟာသားတွေပေါ့နော်ဟိလာဝါလာတွေပဲရိုက်ခဲ့တာများတယ်ပေါ့လူကြီးများပုံစံမျိုးနဲ့ပဲကျွန်တော်ရိုက်ခဲ့ပြတဲ့အတွက်မြင်းဆန်းဟိုဒီတခြားကိုက်တာရဲ့ဟိုဟိုဘယ်လိုမှမလဲထူးထူးဟိုဆန်းဆန်းဆန်းပြပြဖြစ်နေတဲ့အချိန်မှာအဲ့ဒီနေရာကိုလည်းကျွန်တော်ယူမသွားကြဘူးအဲ့ဒါကျွန်တော်ဆိုဒီစူးနဲ့ဟိုစူးကိုထည့်ထည့်ပြတဲ့အချိန်မှာကျွန်တော်လုံးလုံးနေကြဟာသားတွေမပေးတော့ဘူးကျွန်တော်သူ့ဟာသားတစ်ခွက်မှပေးမလို့ပြောတာဘူးဒါကတော့ကတော့ဒရမသူအဲ့လိုဟာသားမလုပ်ဘဲနဲ့ဖြစ်သွားတဲ့ဟာသားမျိုးကျွန်တော်ရအောင်လုပ်ထားပါတယ် ဟုတ်ကျွန်တော်တို့ဒီကားလေးကိုဒီဆလဗိုင်း18နှစ်မှာစပြီးတော့နိုင်ငံလုံးမှာရုံးတင်ပါမယ်။အဲပြီးတော့ကျွန်တော်တို့ဒီမရိုင်းတစ်ဖွဲ့သားလေးအားလုံးတက်ညီတက်ညီအဲကျူးကျူးသားသားနဲ့ရိုက်ခုပုံပေါ်ထားပါလေ။ပိတ်သက်တွေကြီးလေးကြီးရမယ်။ပြီးရင်ယူရမယ်သလိုရှိရင်ဟာတာကားကပေးတဲ့ message ပေါ်တော့ပညာလေးလည်းရပါမယ်ခင်ဗျာ။